အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရော Ants Diary ရနောက်ကန်ဖြစ်ပါရခင်ဗျာကျွန်တော်ဒီနေ့ပြောပြသားခြင်းနဲ့အကြောင်းအရာလေးရတော့ Chicken for you so salty က window ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါရခင်ဗျာကဲဒါဆိုစားလိုက်ကြအောင်ခင်ဗျာခါကဆေးဝင်ကိုရဲ့ရေးဝကျက်နကူတာဆောင်ရမှာ ယောဂဝေဒနာပြင်းထန်စွာခံစားနေရတဲ့အသက်ကြီးနေပြီဖြစ်တဲ့လူနာနှစ်ယောက်ရှိခဲ့ဗျာတယောက်ကအစ်ဒီဇီလိုခေါ်တဲ့သူ့ရဲ့ကြောယိုးကို ပြင်ပထုတ်ပန်းအကူအညီမပါဘဲနဲ့အတုံးမပြုတ်နိုင်ဘူးခင်ဗျအဲ့ဒီအတွက်ကြောင့်မလို့သူဟာဆေးရုံရဲ့ခရင်မှာပဲမြေရန်လေးလျောင်းနေရတယ်ဗျနောက်ထပ်လူနာတယောက်ကတော့ တက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာကိုခံစားနေရပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်း organs ကြီးမှာရှိတဲ့အဆုတ်တွေဒီနံရိုးနဲ့ဒီကိုရင်းကလေးစာထဲမှာဂျားထဲမှာရှိတဲ့အရာတွေကိုအမြဲတမ်းစစ်ထုတ်နေရတဲ့လူနာဗျနေ့အောင်လုံးကတော့အထူးကြံဝေဒနာကောယောဂဝေဒနာကိုပြင်းထန်စွာခံစားနေကြရတယ်ဗျကံကောင်းထောက်မှစွာနဲ့သူတို့ နှစ်ဦးရဲ့ဒီစင်းရုံအခန်းချင်းလေးထဲမှာပရင်ပေါလေးတပောက်ကခုနကအသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာခံစားနေရတဲ့လူနာရဲ့ဘေးဘက်အချမ်းလေးမှာရှိနေရဲ့ဗျနေလေနေလေဆိုရင်တာဝန်ကျနက်စမာရီဆရာဝန်တွေကဒီအခန်းလေးတွေကိုရောက်လာကြပြီးတော့ ဒီလူနာရဲ့ခန္ဓာကိုယ်တွေကနေကျွန်တော်တို့အရေးတွေစုပ်ထုတ်ဖို့အတွက်ခေါင်းနေစနစ်တကျစင်ဟဲပြီးရင်လူနာကိုမိခိုင်းမယ်ခင်ဗျာပြီးတဲ့အခါကျမှသူခန္ဓာကိုယ်တွေကအရေးတွေစုပ်ထုတ်တာဟုတ်နော်အဲ့တလို့နေ့လေတိုင်းအရေးတွေလာစုပ်ထုတ်တိုင်း तू ကဒီခေါင်းလေးကိုတစင်မြင်စေးုံပန်းပောက်ကိုမြင်ရတယ်ခင်ဗျာ ။ तू อ่ะไอ้ซี้ยုံบลิ้นปอกก็นี่มีอะไรห่าริโก तू ก็นี่ตะเส้ तू เบี้ยหน้ามาเย็นเลยနေอ่ะแหละดีลูนาโอကျော်ရုံမကောင်းတဲ့လူနာကိုခေစိတ်တွင်းကြမျက်လုံးနဲ့မြင်အောင်စိတ်ထဲအရာသာတွေ့အောင်ကြောပြလေးရှိခဲ့ဗျဘရင်းပေါက်ကလေးကနေကြည့်လိုက်မယ်ဆိုရင်ပန်းချံလေးတစ်ခုရှိမယ်ပန်းချံထဲမှာပန်းရုံစုံလေးပြည့်ပြီးတော့ ကလေးတွေလူကြီးတွေအကုန်လုံးရဲ့တက်ကြွပြွှင်လန်းနေတဲ့အမှုရာကိုတွေ့ရမယ်။အဲ့ဒီမှာရေကန်လေးတကယ်နဲ့ရှိသေးတယ်ဗျ။ရေကန်လေးထဲမှာဘဲငန်းလေးတွေကလည်းအမြဲလိုလိုကူးခတ်သွားလာနေကြတယ်ခင်ဗျာ။အဲ့ဒါလိုနေ့စဉ်နဲ့အမျှသူကိုယ်တိုင်ပရင်းပေါက်ကနေကြည့်ပြီးတော့မှဒီဘက်ကလဲလျောင်းနေရတဲ့လူနာကို နေ့စဉ်နဲ့အမျှပြောပြရတဲ့အခါမှာဒီလဲလဲဟောင်းနေရတဲ့လူနာကသူကိုယ်တိုင်ကလဲလဲဟောင်းနေရတော့ညာဒီဘေးရလူနာရဲ့ပြောစကားကိုနားထောင်သူမျက်စိထဲမှာမြင်ပြီးအရသာတွေ့နေတာပေါ့ဗျာအဲနောက်တစ်မိနစ်ကြာရင်လည်းအော်ဂျီကန်လေးနားမှာဆုံတွဲလေးတွေဘယ်လိုလမ်းလျှောက်နေကြပြန်ပြီအာဘေကလီမလေးကတော့ဂျီကန်ထဲမှာ လေးလေးခောက်ပြီးလွတ်နေပြီ။အော်ကလေးလေးဒီဘောလုံးအပြော့လေးနဲ့ဘလို့ကစားနေကြတယ်။ဒါမျိုးနေ့တူကနေ့စဉ်နဲ့အမြပြောပြနေတဲ့အခါမှာရက်စီကြလာတဲ့အခါမှာမြင်းလေးလေးလျောင်းမြင်ရတဲ့ယူနာရဲ့စိတ်ထဲမှာခင်ဗျ။ "तू ကဒီဘက်ကယူနာနေရတဲ့နေရာကိုငါကဘာဖြစ်လို့မနေရတာလဲဒီပရင်းပေါက်လားငါကျဘာလို့မထားရတာလဲဆိုပြီးတော့ မစ္စရာစိတ်များလာတာပေါ့ဗျာသူကိုယ်တိုင်လည်းသိတယ်အဲ့စိတ်ကမကောင်းဘူးအော်သူငါဒီလိုမျိုးမြင်နေရတော့အမြဲတမ်းပြောပြပေးနေရပဲငါဒီလိုစိတ်ဝင်ခဲ့တာမကောင်းဘူးဆိုတယ်သိို့လေသူ့မှာရှိတယ်ဗျအဲ့အသိနဲ့ပဲသူဒီစိတ်ကြို့မဝင်အောင်လည်းအတက်နိုင်တော့မကောင်းဆုံးသူကြိုးစားတယ်ဗျတခုတော့နေ့ရက်မြင်းနဲ့တကောင်ရံမှာ အသက်ရှူရမ်းကြောင်းဆိုင်ရာဝေဒနာပြင်းထန်တဲ့လူနာကအဲ့ဒီညမှာယောဂအတော်လေးကိုသဲရပြယောဂအတော်လေးကိုပြင်းထန်လာတာပေါ့ဖောက်ပြားလာတော့ပေါ့ချောင်းလေးအရင်ဆိုးတယ်အဲ့ကနေတစ်ဆင့်သူမျိုးလုံးလေးလှန်လာပြီးတော့မှသူအရေးကိုခလုတ်ကိုသူနှိပ်ဖို့ကြိုးစားတယ်ခင်ဗျအရေးပေါ်ခလုတ်ဆိုတာကဒီတာဝန်ကျဒူနာပြုဆရာဆရာမရီနက်စမော်လေးကို အလမ်းမလုပ်ဖို့ပေါ့တတိပေးဖို့ပေါ့ခင်ဗျာဒါပေမဲ့ तू ကဒီဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရတဲ့အတွက်ကြောင့်မို့သူ့ခင်ဗျာဒီခလုတ်ကိုမနှိမ့်နိုင်ရအောင်ဗျဒါပေမဲ့ तू ဘေးမှာရှိတဲ့လူနာအချိုးရမကောင်းတဲ့လူနာတောင်းကြီးနေတယ်ဗျဒါပေမဲ့အဲ့ချိုးရမကောင်းတဲ့လူနာကအဲ့ဒီ emergency ခလုတ်ကိုသူ့ကတင်မှာရှိတဲ့ခလုတ်ကိုနှိပ်ပေးလိုက်ပလားဆိုတော့မနှိပ်ပေးလိုက်ဘူးဗျသူငြင်းငြင်းလေးပဲနေရင် ခုဘကလူနာအသက်ရှူရက်သွားတာကိုစောင့်နေရဗျတစ်စက္ကန့်၂စက္ကန့်၃စက္ကန့်ဒီလိုပချိန်တစ်ခုကြာလာတဲ့နောက်မှာတော့ဒီဘက်ကလူနာ လုံးဝအသက်မရှူတော့ပါဘူးခင်ဗျဒီလိုနဲ့ဒီတညကုံဆုံးသွားပြီးတဲ့နောက်မှာနောက်တစ်နေ့မနက်ပါ တောင်းကြဆရာဆရာမတွေဒူနာပြည့်ဆရာဝင်တွေကဒီဒူနာရဲ့ခန္ဓာကိုယ်ကြီးကိုရွှေ့ပြောင်းကြောက်လောက်ကြတဲ့အချိန်မှာတစ်ဖက်ကလူကသူအိမ်နေမပြတ်တော့ဘူးလို့ထင်လောက်တဲ့အချိန်မှာသူဒူနာပြည့်ဆရာမတွေမင်းရဲ့ဗျသူအဲ့ဒီဗရင်ပေါင်းနာကကတင်းကိုရွှေ့လို့ရမှာပေါ့ ။ဆိုတော့သူထပ်ပြည့်ဆရာဆရာမတွေကလည်းစင်ကြေးပါတယ်ပေါ့။ဒီလိုနဲ့သူ့ရွှေ့ပြောင်းပေးလိုက်ကြတယ်ဗျ။အဲ့ဒီကလေးပေးရအောင်။ကတင်နေဦး။ဒီလိုနဲ့အဒနန်ဆရာဆရာမတွေလည်းသွားကြပြီအကောင်လုံးသွားကြပြီ။ဒီအခန်းလေးထဲမှာထုံးစံတိုင်းသူတယောက်တည်းကြံခဲ့ပြီဆိုတဲ့အချိန်မှာသူရှိသမျှအားနဲ့ကြောရုံမကောင်းတဲ့တိုင်အောင်သူရှိသမျှအားနဲ့ဒီပရင်ပေါင်လေးကိုလန်ကင်ပြီးတော့ သူရှိတမယအားနဲ့ယုံထဖို့ကြိုးစားတယ်ခင်ဗျယုံထဖို့ကြိုးစားပြည့်အခါမှာလဲသူ brain ပေါက်ကိုလမ်းပြီးတော့ကြော်ပြီးတော့ brain ပေါက်ကတစ်စက်ကြော်ပြီးတော့ကြည့်လိုက်တယ်ဗျအဲ့လိုကြည့်ပြလိုက်တဲ့အချိန်မှာသူတအားမင်းသက်သွားရကသူမှပြောစရာစကားဆိုတာမရှိတော့သလိုသူဘာလုပ်ရမလဲဆိုတာမျိုးမသိတဲ့အချိန်ခဏဖြစ်သွားရကအဲ့ဒီ ပရင်ပေါက်ကနေကြော်ကြည့်လိုက်တဲ့အခါမှာသူတွေးလိုက်ရတဲ့အရာကတော့နေရင်တစ်ချက်ခမရ။ကဲမိစေတို့အလုံးတွေးစရာကိုစီရပါစေ။အလုံးပဲကောင်းသောနေ့ရပါခမရ။ကျွန်တော်ရဲ့ Ans Diary လေးကို subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့ခမရ။ကျေးဇူးတင်ပါတယ်ခမရ။